ဖြူမြိုဈေးရက်ွက်ဘကုံးလန်းကြောင်ပိုင်းမှာနေထိုင်တဲ့အသက်24နှစ်အရွယ်မောင်လင်းလင်းချက်ကိုအဲ့ဒီညကဘီယာဆိုင်ကစိုက်ကားနဲ့အပြန်ရေးဝန်ထမ်းတွေကခေါ်ဆောင်သွားခဲ့တာပါ။တနင်္လာအကြာမှာတော့ဦးကောင်းလေပင်မျက်နာခြေထောက်နဲ့နှာခေါင်းတွေမှာတံရရရနေတဲ့မောင်လင်းလင်းချက်ကိုလမ်းပေါ်မှာတင်ဆုံးနေဆိုပြီးဖြူရဲစခန်းကနေဖြူစည်းရုံကိုပို့ခဲ့ပါဗါတယ်။မောင်ညာ9နိုင်ခွေလောက်မှာ မောင်လင်းလင်းချက်ရဲ့တကယ်ချင်းဖြစ်သူချက်ပေါင်းချက်ကြီးကျော်ရအောင်လို့9နိုင်ခွေလောက်ရောက်လာပြီးတော့ အဥလေသာလောကနာကမူလို့ဟိုစကားဘောကနေပြီးတော့ရဲတရားခေါင်းလက်ထက်ကပြီးရဲစခန်းထဲကိုခေါ်သွားတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကလည်းခေါ်တော့ကျွန်တော်သမီးနဲ့အတူဟိုတည်းမောသူတို့နဲ့အတူပဲခေါ်တော့လိုက်ပါသွားတယ်လိုက်ပါသွားတဲ့အခါမှာကျွန်တော်တို့ဒီအဲမျိုးမျိုးရဲ့နောက်ဘက်စားခေါ်တော့လို့ပြောဖြူစေးရုံမှာရဲတွေရိုးစစ်တဲ့ရှိလို့လက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဝင်သွားပါဝင်သွားတဲ့အခါမှာ ကျွန်တော်ကအရေးပေါ်ကျူးစီယုံရဲ့အရေးပေါ်လူနာကားရဲ့ကွာတန်ရပေါ်မှာအပက်လက်လာပြီးသိနေတာကိုတွေ့ရှိရတာအဲတွေ့ရှိရပြီးရဲ့နောက်ပိုင်းမှာအခုရဲစခန်းကနေပြီးတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကယခုအချိန်ဒီကျွန်တော်ဘာအကြောင်းနဲ့တည်ဆုံးနေဆိုတာဟိုဒါရောက်ပြောဆိုခြင်းမရှိပါဘူးဟုတ်တယ်တည်ဆုံးသူနဲ့ရဲတွေရဲ့အဖြစ်အပျက်ကိုအဲ့ဒီညကရဲစခန်းမှာရောက်ရှိနေတဲ့သူတဦးကသူတွေ့မြင်ခဲ့တာတွေကိုပြောပြခဲ့ပါတယ်ဒီလိုချိန်မှာကျွန်တော်မြင်သလောကတော့ ကောင်လေးကလည်းနိနေပွားပွားပြန်ပေါ်လာတယ်ခင်ဗျာရဲရဲအဲ့ဒီမှာရဲရဲဆင်းမရှိလို့သူ့ကိုထွက်ကြတော့ကမ္ဘာကျေလို့ပါတယ်ခင်ဗျာဒါမှသူ့ထွက်ရတဲ့ကောင်လေးကပူပြီးတော့ဒေါသထွက်တဲ့မူးလေးကောင်လေးမူးလေးပါတယ်ခင်ဗျာအဲ့ဒီမှာပူပြီးတော့ကောင်လေးဒေါသထွက်ကြကောင်လေးတောင်မရှိပုံပုံတွေကတော့ယူနီပွားပါတယ်ပါတယ်မပါထားတယ်မပါဘူးအဲ့ဒီမောင်ပါတဲ့ပုံပုံတွေကကောင်လေးကဒေါကံပြီးတော့မင်းတို့ကထိုးတယ်မင်းတို့တိုင်မတိုးရတဲ့ဟာမှာပူဆိုးပူရစိတ်ကူပြီးတော့သူ့ကိုထတ်ထိုးရတယ်ခင်ဗျာထတ်ထိုးတဲ့ခါမင်းအရှိမဆွချုပ်ပါတယ်လက်ဆွပါတယ်နှာခေါင်းပါလို့ပြောတယ်ပြီးမင်းဆွချုပ်လေငါကြောင်းလိုက်တယ်ကွာဆိုဆွချုပ်ဖြုတ်ပြီးတော့ ပြထိုးပါတယ်ခင်ဗျာဆိုကြိုးတွေအစရပါအောက်ကြောက်ကုန်ပါတယ်ခင်ဗျာမင်းဆိုငါကြောင်းလဲကြောင်းနေပါတယ်ကွာဆိုထိုးတယ်ခင်ဗျာနောက်ပြီးတော့ဆိုကြိုးပြုတ်ပြီးနောက်တော့ကသူစိတ်မကျေတော့တခါပြေးကန်ပါတယ်ခင်ဗျာအဲ့ဒီကန်တဲ့ချိန်မှာကောင်းလေးကပက်လိုက်တာကြောက်ပါတယ်ခင်ဗျာကျွန်တော်နေတာတော့ပါပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးဖြူရဲစကန်းကိုဆက်သွယ်မေးမြန်းတဲ့အခါတာဝန်ကျတူရဲအုပ်တမင်းထွန်းကတင်မှုတည်ခင်းစုံစမ်းစစ်ဆင်နေတဲ့အတွက်အဖြေထွက်လာမှသာအဖြစ်မှန်ကိုပြောနိုင်မှာဖြစ်ပြီးရဲတွေရိုင်းနှက်လို့လက်လုံမီတည်ဆုံးနေဆိုတာဟာကောလာဟာလာတာဖြစ်တယ်လို့ပြန်လည်ဖြစ်ကြခဲ့ပါတယ်လာပြောပြရမယ်ဆိုကျွန်မသားလေးတို့ကျွန်မမြင်တဲ့အခါတွေ့တဲ့အခါမှာဆိုရင်နှစ်ခုရောလည်းကျိုးနေပါပြီ။အုပ်ဆက်ကိုဒီကိုလည်းရိုက်ထားပါလေဒီဆိုတာဘာလို့ဇက်ကိုလည်းရိုက်ထားပါလေမျက်လုံး ီဘယ်မျက်လုံးရောညာမျက်လုံးရောလဲထိုးထားပါတယ်။နှာခမ်းမှာလဲထိုးထားပါတယ်။လက်မှာလဲသွေးစာတွေနဲ့ဘလို့လောက်ထားတယ်တော့မသိဘူးလက်ထက်ယုံတယ်လို့ထင်တာပါပဲ။ခြေထောက်မှာခြေထောက်မှာရောအကုန်တနေရာမှမကြအောင်ရိုက်ထားပါတယ်။လက်စီမှာလည်းပဲဒီလိုတင်လောက်တဲ့ဒဏ်ရာနဲ့ကုတ်ပြီးတော့ထိုးတတ်ထားပါတယ်။အခုလိုမောင်လင်းလေးချက်တဲ့ဆုံးတဲ့အပေါ်အမှုမှန်ပေါ်ပေါ့အတွက်မိသားစုဝင်တွေကအထူးလိုလားနေကြတာပါ။ လူโซလူမိုက်မဟုတ်ပဲနဲ့သူတို့အမှုဖွင့်တော့လက်သက်မခဏာဟာသူတို့မတတ်လို့ဘလူတတ်တပါတယ်သူတို့ထဲကဝင်သွားတာအကောင်းကြီးပြန်ထွက်လာတော့အလောင်းကြီးဆရာတို့စဉ်းစားကြည့်ပြီးတော့သားအမှုမှောင်ကိုဆောင်ရွက်ပေးပါကျမတို့ဒီလောက်ပဲပြောတတ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပွားဖို့အတွက်အုတ်ကျွေးမျိုးနယ်မျိုးနယ်မူးနဲ့ညောင်မေသာမျိုးနယ်စခန်းမှုတို့ကစုံစမ်းရေးခုံအဖွဲ့ဖွဲ့ပြီးစစ်ဆေးနေပြီဖြစ်ပါတယ်။အခုလိုအပြစ်မဲ့ပြည်သူတယောက်ကိုမင်းမစိုက်ဆက်ဆက်အတွေ့တစ်ခုတက်တာဟာဥပဒေပေါင်းကိုကျော်လွန်ပြီးပြုလုပ်နေတာဖြစ်တယ်လို့တင်ဆုံသူရဲ့ဖခင်ကနိုင်ငံတော်သမရကြီးနဲ့ပြည်ထောင်ရေးဝန်ကြီးဦးကိုကိုရိုစီကိုတန်ကြားလိုက်ပါတယ်။ကျမအနေကြီးကပေးပို့ထားတာပါရှင်။